မရဲ့ healthy lifestyle ရဲ့ပြည့်တက်ကြီးကိုအခုပြပြချင်တဲ့အကြောင်းအရာလေးကတော့အကုန်လုံးလည်းသိထားပြီးသားဖြစ်တယ်ပေါ့နော်မိုးလေဝသပညာရှင်စုစုဆန်ခေါ်မင်းကိုတီးရတော့ကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ဒီပေါ့နော်မိုးလေဝသပညာရှင်စုစုဆန်ခေါ်မင်းကိုတီးကမြမပြီးတောင်သူလယ်သမားတွေရဲ့ပါဇက်ပြားမှာတီချမှန်ကန်မိုးမင်းသမီးလေးစုစုဆန်ဆိုပြီးတော့အာစုစုဆန်ခေါ်မင်းကိုတီးလေးကို ေါ့နော်လူတော်တော်များများဟာချစ်ခင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဆိုတော့အရင်တုန်းကတော့တိခဲ့ကြတာကအသက်23နှစ်အရွယ်အမေရိကန်မှာကျောင်းတက်ပြီးတော့အလုပ်လုပ်နေတဲ့အမျိုးသမီးလေးလို့လူတွေတိခဲ့ကြတာပေါ့နော်။ဒါပေမဲ့ငလင်းကြီးလှုပ်ခတ်ခဲ့တဲ့နေ့မှာငကူကကျမ်းမာရေးမကောင်းတဲ့အချိန်ကြောင့်မလို့ဆူဆူဆန်ခေါ်မင်းကိုတီးခေါ်ဥထွန်းလာအောင်ကကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။သူကွယ်လွန်သွားပြီးတဲ့နောက်မှာမှအာကျမတို့တွေအကုန်လုံးကဆူဆူဆန်ဆိုတာကအသက်60ကျော်အမျိုးသားတအူမန်ပေါ့နော်။လူတွေကတိခဲ့ကြတာပဲဖြစ်ပါတယ်။ ါတယ်ဆိုတော့စုစုဆန်ရဲ့ပေါ့နော်အဲတမီပေါ့နော်စုစုဆန်ဆိုပြီးတော့ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီအဲသူ့တမီလေးရဲ့နာမည်ကိုတုံးထားတာလို့သိရပြီးတော့အရင်နှစ်တည်းတုန်းကတော့တုံးခဲ့တဲ့ထပ်ပုံကတော့ထိုင်းကျောင်းသူလေးတယောက်ရဲ့ပုံလို့သိရပါတယ်အခုဒီမှာကတော့သူတမီလေးရပေါ့နော်အင်တာဗျူးလေးကိုနည်းနည်းလေးထည့်ပြထားပါတယ်။နောက်ထောင်ကြည့်ကြပါအောင်နော်။ဒါစုက6ယောက်ရှိရယ် အဖေရဲ့အမေရဲ့ပြီးတော့မောင်မလေးရောက်ရယ်ပေါ့နော်အဖေကတော့အမြဲပြောတာကတော့ဒီဒီပေါ့နော်ညီမနာမည်ရယ်ပြီးတော့ခါကြတော့အဖေကငငယ်လေးကလေးလို့ပြီးနေပါရဲ့တွက်တက်နက်ခတ်တွေပါရဲ့တွက်တက်တယ်ပေါ့နော်အင်းချင်းချင်းချင်းတွက်တက်တယ်ညီမတို့နာမည်အကုန်လုံးကလည်းအဖေပဲပြီးထားပါပေါ့နော်အဲအဖေကပြီးရင်တွက်ကြည့်ရောအဖေနေနဲ့လည်းကြိုက်တဲ့နာနာမည်ပေါ့နော်နာမည်မှာနာမည်မှာပေါ့နော်ညီမနာမည်အင်္ဂါနဲ့အဲ အင်္ဂါနံ၃လုံးပါရင်အစကတော့စုစုလို့ပြီးတော့စုစုဆိုပြီးတော့အကောင့်လေးဖွင့်ထားပါတော့။ဒါပေမဲ့အင်္ဂါနံ၃လုံးပါရင်ထပ်ထိပ်ပူရောက်မယ်ဆိုပြီးတော့တက်ကြည့်ရခါကျတော့စုစုဆန်ဆိုပြီးတော့ဖြစ်သွားတာ။အဲ့ဒီဒီစုစုဆန်မတိုင်ခင်မှာလေအဖေကအဖေရဲ့နာမည်နဲ့ပေါ့နော်။နေအဲ့ချားနာမည်လေးနဲ့လည်းတင်သေးတယ်။မိုးလေးဝတ်တကရူရဲ့မှာလေ။ချားနာမည်လေးနဲ့တင်သေးတယ်။ဒါပေမဲ့အဲ့နာမည်နဲ့တော့မအောင်မြင်ဘူး။လူသိမ့်မသိကြဘူးပေါ့နော်။ ူသိမသိကြဘူးရောခါကြအဲ့တောင်လူရယ်တိတ်ပြီးတော့သတိမနာမိကြဘူးဒီနာမည်ကိုပြောင်းလိုက်တော့မှလူကပို့ပြီးတော့သတိထားမိပြီးတော့အဲတောင်သူလေသမားတွေကိုပို့ပြီးတော့တီလာကြပေါ့တဖြည်းဖြည်းနဲ့အားစားမင်းကသိကြတော့အဲ့တော့မုံတိုင်းတစ်လုံးဝင်တာပေါ့နော်ဝင်တော့ခါကြတော့အဲ့ဒါကိုဖေကခံမှန်းပြီးခဲ့ရအဲ့ခံမှန်းအဲ့အဲ့မုံတိုင်းရဲ့နာမည်ကမြမလို့ပြန်လိုက်ရင်မင်းမင်းကသိလို့အဓိပ္ပာယ်ရတာအဲ့ဒါကြောင့်မလို့အာချစ်စနိုးနဲ့အာမင်းကသိမင်းကသိဆိုပြီးတော့ဖြစ်လာပေါ့နော်ဖေကလည်းအဲ့နာမည်ကိုရန်သဘောကြပါတယ်လို့မင်းကသိဆို အဖေနဲ့ပတ်သက်ပြီးအမတ်တရရတော့အများကြီးပဲတခုတည်းဝယ်ထုတ်ပြီးပြောပြောရင်တော့ဘာပြောမှမသိဘူးအားကြောင့်အမတ်တရရတော့အများကြီးပဲညီမတို့ကတော့ငယ်လေးကအဖေနဲ့အငြင်းတဲ့အတူတူမနေရဘူးပေါ့နော်အဖေကဝန်ထမ်းဖြစ်တဲ့အတွက်ကြောင့်ဘီကနေတကာကိုလှည့်ရတယ်ပြီးဆယ်ကြီးအဲကိုသွားရတာဆိုတော့ညီမတို့ကတော့အငြင်းတော့မတွေ့ရဘူးတခါလေးပဲတွေ့ရတာပေါ့နော်အဓိကဘီကအဖေကိုအဖေလည်းဆုံးမယ်လို့မထင်ထားသေးဘူးပေါ့နော် ညီမတို့လည်းလုံးဝမထင်ထားဘူး။ဘာလို့လဲဆိုတော့အဖေကဒီလုံးဟိုအဖေကကျမကြီးအားနေတယ်ဆိုတော့ဟုတ်တယ်ဒါပေမဲ့ဒီလေတချမ်းဖြတ်တာပေါ့နော်အဖေကဒီလေတချမ်းဖြတ်တာလုံးခဲ့တဲ့လင်း၃နှစ်ကျော်လင်းနှစ်နီးပါးလောက်ကအဖေကလေတချမ်းဖြတ်ထားတာလေတချမ်းဖြတ်ထားတယ်ဒါပေမဲ့အဲ့တော့မက်ဒီကယ်ချက်ကတ်တွေလုပ်ပြီးတော့ပေါ့နော်ကျန်တဲ့အစိတ်ပိုင်းတွေကတော်များများဘာမှမရှိဘူးပေါ့နော်ယောဂမရှိဘူးယောဂမရှိဘူးဟိုဒီအသေးစီပုံတော့တမျိုးပဲရှိရအဲ့တော့ တော်တော်များကျမ်းပါတယ်လေးဖက်ထားတခုပဲဘောနော်အဲ့ဒီဂျက်ဒီပေရာသွေးဟိုအာယုံကြောင့်အာနိုင်ဖြစ်သွားတဲ့ဟာတခုပဲရှိရဒီတချမ်းတော့မသိမတန်းဘူးဘောနော်အဲ့တခုပဲရှိရညီမတို့လည်းမမျောလင့်ထားဘူးအဖေကိုယ်တိုင်းနဲ့အဖေကိုယ်တိုင်းနဲ့အသက်ရှည်နေသွားကြတာဘောနော်အသက်တမင်းပြောဘူးအသက်80လောက်ထိနေပြီးတော့အဲတနမ်းမှာလည်းနေကောင်းမယ်လို့ပြောပြောပြောခဲ့ရပါဘောနော်အဲ့တော့တကယ်ကိုမတင်တော့အဖေလည်းကိုယ့်ကိုရုတ်တရက်ဖြစ်သွားမယ်လို့လည်းမမျောလင့်တော့ညီမတို့လည်းမတင်ထားဘူးဘောနော် ီငလင်လောက်တော့ဟိုလန့်ပြီးတော့အင်းရှိကိုထွက်ပြေးရအင်းရှိကိုပြေးလိုက်တာပေါ့ပြေးပြီးတော့ဖေကဒီနားမှာပဲထိုင်တာဒီမှာဒီထိုင်ကောင်မှာဒီထိုင်ကောင်မှာပဲထိုင်ပြီးတော့အဲသမင်းပြင်ရနေပြီးတော့သမင်းလာသမင်းလာပို့ပါပေါ့သမင်းလာပို့စားမယ်လုပ်နေတဲ့အချိန်မှာလည်းငလင်ကရုတ်တရက်လောက်တော့ဖေကအင်းရှိကိုထွက်ပြေးနေထွက်ပြေးပြီးတော့မှထိုင်လိုက်တာထိုင်လိုက်တဲ့အချိန်မှာမှအဲ့လိုမျိုးဟိုကဒါဟိုမိသွားပေါ့မိလဲသွားပေါ့အဲ့လိုမျိုးမိလဲသွားတော့ ဒီပဝင်းကျင်ကလူအဲ့တော့လူလေးရှိရပဝင်းကျင်ကခေါ်ပေးရဆိုအသက်စီးအောင်ရှင်းရှင်းသွားရဆိုမှအသက်မမီလိုက်တာပေါ့နော်ဟုတ်တယ်ငလင်းလောက်တာကြောင့်ဖြစ်တယ်လို့ပြောလို့ရကွင်လွန်သွားတဲ့အချိန်မှာလည်းနိုင်ရင်းနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာရှိရပေါ့နော်ဆိုပြီးတော့အာဒီသူ့ရဲ့သမီးလေးကနေပြီးတော့ line ပေါ်မှာတင်ထားခဲ့တာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်မြန်မာပြည်မိုးလေဝသကဏ္ဍရဲ့လစ်လတ်နေတဲ့နေရာကိုတအားတရွေ့ဖြည့်ဆည်းပေးခဲ့တဲ့ဦးထွန်းလာအောင်တယောက်ကောင်းရသူကလေးလာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။